ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့မဟာနေ audio book channel ကနေပြန်လည်လို့ကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူကိုပိုင်ရှင်းသားထားတဲ့မုတ်ဆိုးအညိုးဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ပရိသတ်များရှင်ဒီဇာတ်လမ်းလေးကတော့အော်တိုဘာလာ1995ခုနှစ်မောင်မောင်သိမ့်မှုခင်းစုံမှရေးသားတင်ဆက်ထားတာပဲဖြစ်ပါတယ် ဇလလီမစတင်ခင်ကျမတို့ channel ကို like and subscribe နှိပ်ပြီးတော့အားပေးခဲ့ဖို့မေပါနဲ့နော်။ဟုတ်ကဲ့ဒါဆိုရင်ပရိသတ်တွေနားဆင်ဖို့အတွက်ဇလလီကိုခုပဲစတင်ပေးလိုက်တော့မယ်။မုတ်ဆိုးအညုံဖြိုးစောတာလူစောတာလူဘာရောငခွေးရဘာများဖြစ်လာရတာရောသူနဲ့သားကြီးဖော်လုံးမနေ့ကမှရှာလာတဲ့ဖွက်ကြီးကိုတာလာပေါ်ဟင်းချက်ဖို့ဖြစ်နေတဲ့မုတ်ဆိုးကြီးစောတာလူကမောကြီးပန်းကြီးပြေးလာတဲ့ငခွေးကိုမေးလိုက်တဲ့ ကျုပ်ဘာဖြစ်လာတာရောမလို့မမေးနဲ့ခမားသားကြီးဘာဖြစ်လာတာလဲဆိုတော့ခုတ်ကြည့်လိုက်အောင်စောတာလူရင်နဲ့ထိတ်ကနေဖြစ်သွားတယ်သားကြီးဘာဖြစ်ပါလိမ့်ဟိတ်ကောင်ငခွေသားကြီးဘာဖြစ်လဲပြောတာပြောစမ်းပါကွာအိုပြောင်းသိကျင်လာကြည့်လိုက်ဒီတော့စောတာလူကကင်လဲဆဖွက်ကြီးကိုတန်အိုရဲထည့်ခဲ့ပြီးငခွေနောက်ကိုလိုက်ခဲ့တယ်ရွာပြင်ပေးကြောဆက်ကိုရောက်တာနေစိတ်မချမ်းမြေ့ခြင်းမြင်ကွန်းကိုတွေ့လိုက်တယ်ဖြစ်မှဖြစ်ရလေသားကြီးရဲ့ ကုတ်ဆဲကုတ်ဖဲခံထားရတဲ့ဒဏ်ရာတန်ကျက်မြောက်များစွာရရှိထားတဲ့တာကြီးဖိုးလုံးကမျက်လုံးကလေးကလဲကလဲနဲ့တီအော်မြေကစက်ငင်စက်ငင်ဖြစ်နေတဲ့ထုံမြင်ကွမ်းကစောတလူတွေကြည်ခွေဖွဲ့ရပဲဖြစ်ပါရင် စောတလူကတာကြီးကိုပွေယူမလိုက်တော့ဥက္ကနဲ့အတန်ရှည်ရှည်တစ်ချက်ထပ်ပြီးအသက်ထွက်သွားရင်စောတလူရင်ထဲမှာလှိုက်ကနေဖြစ်သွားပြီးမြေကြီးများပင်စီကြလာတယ်စောတလူကတောက်တစ်ချက်ခောက်ပြီးအန်ကိုကျိတ်လိုက်ပြီး တွေ့ရသားကြီးဖိုးလုံးကိုပကုံးမော်တင်မီထမ်းယူလိုက်တွေ့ရနေအိမ်ကိုရောက်တဲ့အခါမှာခြံစမ်းမာပဲကောင်းမွန်စွာမြုပ်နှံလိုက်တဲ့ထိုနေ့ညနေမှာစပြီးမုတ်ဆိုးကြီးစောတာလို့တယောက်လက်ဆွဲတော်ဒူးလေးကြီးကိုကင်ဆွဲ၍ရွာမထွက်သွားသည်မှာယနေ့ပါဆိုရင်လေးရမြောက်ဖြစ်ပါရင်ရွာတို့လည်းပြန်ရောက်လာခြင်းမရှိချေသူကြောင့်ရွာလူကြီးဦးဖိုးဆိုင်ကစောတာလို့အတွက်ဆိုရိမ်မိရာကြောင့်ကျွန်တော်နဲ့လင်းမြိတ်လိုင်းကိုခေါ်ယူအကူအညီတောင်းခဲ့တယ် သူ့ရဲ့သားကြီးကတိတ်ကိုလိမ်မာတာဗျသူ့အတွက်အားကိုးရတော့တဲ့သားကြီးပါအင်မတန်အမဲလိုက်ကောင်းနေခွေဒီခွေလေးကသူ့အတွက်အားကိုးလောက်စရာပဲသူ့ရဲ့အသက်သူ့ရဲ့လက်ဆွဲတော်ဒူးလေးထက်တော့မရှိမဖြစ်အသုံးဝင်တော့အင်းလေသူ့ရဲ့အေးချမ်းတဲ့ဘဝလေးပြေလည်နေတဲ့ဝိုင်းရေးကိစ္စကိုဖြစ်စည်းခံရတာကိုအဲဒီနေ့ကပြောလဲဆစကားတွေကိုခဏရှက်ပြီးရေနွေးကြမ်းတစ်ခွက်တောင်းလိုက်မှဥဖိုးဆိုင်ရာစကားဆက်ပြန်နေ ခွေးကလေးကသူ့နိုင်တလောက်ပြန်လဲခုခံတိုက်ခိုက်ပြီးသူ့သခင်စီအရောက်ပြန်ခဲ့တယ်။ပြီးတော့သူ့ကိုဘဲကောင်ဒုက္ခပြီးတိုက်ခိုက်ခဲ့တယ်ဆိုတော့သူ့သခင်တိအောင်လို့ထင်းမာရင်အဲ့ဒီတရဝါခေါင်ရဲ့နရွတ်တစ်ဖက်ကိုကိုက်ဖြတ်ယူခဲ့သေးတယ်လေ။ဟောဒီခွေးကတဲတော်ပါလား။ဘာကောင်ရဲ့နရွတ်လဲဗျ။လင်းမြက်လိုင်ကစက်သားကြောက်ဖို့ကို ကောက်ယူမြုံဝါရင်မေးလိုက်တယ်။စစ်တဲ့လူတော်စောတာလူကပြောတာပဲ။ကဲပါလေအခုကျွန်တော်တို့ကဘာလုပ်ပေးရမှာတော့ကျွန်တော်ကမေးလိုက်တယ်။ ရောပြန်ရောက်မလာရင်စောတာလို့လိုက်ရှာကြတယ်ဗျ။ကောင်းပြီလေ။မနဲ့ကိုခရီးစားထွက်ကြတာပေါ့။ကျွန်တော်တို့မှတော့ကြီးနေတဲ့နှက်ကလွယ်လို့ဘာမှပါမလာအောင်နော်။ကျွန်တော်အားလုံးစီစဉ်လိုက်ပါမယ်။ဥပုသေရောလိုက်မယ်မလား။လင်းမြလိုက်ရမေးလိုက်တယ်။လိုက်ရမှာပေါ့။တို့ဖြစ်နောက်တနေ့မနေ့မှာကျွန်တော်တို့၃ယောက်ကဆန်းရွာကလေးရဲ့အရှိဘက်တော်သို့စောတာလူကို ရှားပုံတော်ဖွင့်ဖို့ခရီးစားခဲ့ကြတယ်။နေမောတက်လောက်မှာ ဝါကောက်တဲလေးတလုံးတွေ့ရနဲ့ဝင်ရောက်စုံစမ်းကြည့်တော့လွန်ခဲ့တဲ့၃ရက်လောက်ကဒူးလေးကင်ထားတဲ့ကရင်ကြီးတယောက်ကိုအထက်ပိုင်းမှာတွေ့လိုက်တယ်။ထိုတီမာလွေဘာမှပေါ်ပြီးမသိခဲ့ချီ။ဒါကြောင့်ပါလာရင်ရှိခါကြောက်တီကိုထိုဝါကောက်တဲမှာချစ်ပြုတ်စားတော့ပြီးခရီးဆိုင်ခဲ့ကြပြန်နေ။အောက်ပေါင်းရှုပ်တော့တောဆုံမှုညနေ၄နာရီခန့်မှာအလင်းရောက်ပြောက်ွက်လို့ဖြစ်ပါရင်ကင်းဆရာလေးတို့ရှင်နောက်မှာစင်စကန်းရှိတယ်။အဲဒီမှာတညာတဲကြတာပေါ့။ ပြောနေရင်ဥပိုးစိန်ကရှေးမှာခတ်တုတ်တုတ်သွားတာကြောင့်လေကျွန်တော်တို့နှစ်ယောက်တည်းလေသူရဲ့နောက်ကိုအမိလိုက်ရရင်တောင်ကျောပေါ်မှာနာရွယ်ခန့်လျှောက်ခဲ့ကြပြီးနောက်ရေခမ်းစပြုတ်နေတဲ့အုတ်ကန်ချောင်းမကြီးတွန်းတို့ဖဲ့စင်လိုက်ကြတယ်အလင်းရောင်ပြင်းပြင်းရှာရင်တဖန်အုတ်ကန်ချောင်းမကြီးထက်တော့ဆန်တက်လာကြစဉ်ပြိုးဥပိုးစိန်ဘယ်တော့မှအတိုင်လာရဘက်တော့လန်းကျင်းလိုက်တော့တော်ဆက်မှချောင်းတွင်ဆင်းလာကြတဲ့လူသုံးဦးကိုတွေ့လိုက်တယ် ပစိန်ကိုပခုံးမော်ထမ်းတင်ထားတဲ့လူတအူးကတော့ယူနီဖောင်းဝတ်နှစ်ဦးဖြစ်တယ်။ဟမ်တောက်ကြီးကိုအောင်စန်းတို့ပါလားအတစ်စင်စကန်သွားမလို့ပြုဘာကိစ္စတော့တောက်ကြီးကိုအောင်စန်းဆိုသူကကျွန်တော်တို့နားရှောင်းလာတာနဲ့ဥဖိုးစိန်ကိုပြုံးပြုံးလေးဟန်နေမိပါရဲ့စောတာလူပေါ့ရွာထွက်သွားတာလေးရဲ့ကြောနေပြီအဲ့ဒါသူ့ကိုလိုက်ရှာနေကြတာဗျာမနေ့ကတောင်ကျွန်တော်တို့စကန်ရောက်လာသေးတယ်သူ့ကြည့်ရတာခါတိုင်းလိုလည်းမဟုတ်ဘူး စကားလဲတိတ်မပြောမှောက်ကုတ်ကုတ်နဲ့တခုခုထူးခြားနေသလိုပဲကဲကဲကဲဥပုစိန်တို့ရေကျွန်တော်စကန်းဆလိုက်တော့မင်းသူကြောင့်ကျွန်တော်သိချင်နေသူပဲသွားလေးဆိုတာပြောပြမင်းကိုအောင်ဆိုင်ရဲ့စကားကြောင့်ကျွန်တော်နဲ့လင်းမြက်နိုင်သည်ဥပုစိန်ကိုကြည့်ပြီးပြောလိုက်ကြတယ်လမ်းစတွေ့ချီပြီးဖြစ်ပါတယ်တို့ဖြင့်ကျွန်တော်တို့ကတောအူကြီးကိုအောင်ဆိုင်ရဲ့စကန်းတို့ရောက်ခဲ့ကြတယ် စကန်းကိုရောက်တာနဲ့ခတ္တမောဖြစ်အပန်းယူရင်ရေမိုးချိုလိုက်ကြရင်ထုံနောက်ကိုအောင်စန်းထုတ်ပြီးတဲ့အာမေရန်ကိုတောက်ရင်မြောက်သားမီးခင်ကိုမြင်ပြီးစကားစမြည်ပြောကြတယ်။ကိုအောင်စန်းတို့ဟာဒီတဲမှာဘာလာလို့ကြာရော။ဥပိုးစိန်ကကျွန်တော်တို့နှစ်ယောက်နဲ့ကိုအောင်စန်းကိုမိတ်ဆက်ပေးတာနဲ့ကျွန်တော်မေးလိုက်တယ်။တစ်ပင်ထောင်လာရေးကြတာဗျာ။ဩခတ္တစကားစပြတ်သွားကြပြန်နေ။ဟိတ်ကောင်တော်စင်မင်းမိတ်မပို့လိုက်တဲ့ငါချောက်ကြော်လေးယူခဲ့စမ်းမအောင်ကွာ။ မင်းမိမလည်းအမြေးရတာပေါ့ဟဟဲရပါတယ်ဆရာသမားရဲ့တောက်ကြီးကိုအောင်ဆန်းရဲ့ကျွဲပဲခေါင်းဆောင်တော်စင်ကသူ့ရဲ့အိယာခေါင်းရဲမှာထားရင်ငကြောက်ကြော်ထဲထားရင်ဟောလက်ပလင်းကိုရှူလာပြီးရင်ဒါနဲ့ဘာကိစ္စလဲပြောပါဦးဥပိုးဆိုင်ကမေးလိုက်တော့ကိုအောင်ဆန်းကငကြောက်ကြော်ပလင်းကိုအဖုံးဖွင့်ကျွန်တော်တို့ရှိတ်မှာချပြီးရင်မနေ့ကစောတာလို့ရောက်လာတယ်စကားလေးသိမ့်မပြောဘူးသူပြက်လာတဲ့မြောက်ကိုပေးပြီးဂျင်းသားတစ်ဝိုက်မှာကြက်တက်ချေရလေးပါလေး အတွေ့အူလာလို့မေးတယ်။တော်စင်ကဗပုတ်ကြီးစခန်းမှာတွေ့မိတယ်လို့လည်းပြောလိုက်ရောစောတာလူကဘာမှစမမေးတော့ဘူး။ဗပုတ်ကြီးစခန်းဘက်ကိုထွက်သွားလျက်စောတာလူကဘာတွေဖြစ်နေတာလဲဥဖိုးစိန်။ဒီတော့ဥဖိုးစိန်ကစောတာလူရဲ့ခွေးကလေးသေသွားတဲ့ကိစ္စနဲ့ရွာထွက်သွားတဲ့အကြောင်းကိုအသေးစိတ်ပြောပြလိုက်တယ်။စောတာလူကသူ့သားကြီးတွေအညိုကြီးနဲ့ကလေးစားချေဖို့တဲပြီးဆွဲကြည့်တာကိုဘာမှပြောပြောလိ။သူ့မကဒူးလေးတွေပါ သူ့အတွက်အန်ရီရဲ့တိတ်ကိုများရီကေကေကေလက်ကျန်လေးရှင်းလိုက်ပါဦးပြီးရင်ထမင်းစားကြတာပေါ့စောတာလုံးပြက်လာတဲ့မြောက်သားဟင်းနဲ့ဧည့်ခံရတော့မှာပဲကဲတော့စင်ထမင်းပြင်ကွာဧည့်သည်တွေစားကြလိမ့်မယ်ပြောနေရင်လက်ကျန်ခွက်ကိုတကြိုက်သေးမောတော့ပြက်လိုက်တယ်စားတော့ပြီးစားသည်နေတရေတမော အိတ်လိုက်ကြပြီးနောက်နောက်တနေ့မနေ့စောစောပပုတ်ကြီးစကန်ဘက်ကိုထွက်လာကြတာနေကိုအောင်စန်းတို့ဖက်တည်လဲတက်တင်ထောင်ရိုက်ဖို့အတွက်လုပ်ငန်းခွင်ကိုထွက်သွားကြတယ် ဒီမြောင်လေးကိုကြော်လိုက်ရင်ရှေ့မှာပပုတ်ကြီးစကန်းလျှောက်ပြီးကွန်းတရညင်အရှောက်မှာဥဖိုးဆိုင်ကပြောပါရင်သူပြောတဲ့အတိုင်းပဲမြောင်ကလေးကိုကြော်လိုက်တာနဲ့ပပုတ်ကြီးစကန်းကိုလျှောက်လာကြရင်ဖယိုဖယဲဖြစ်နေသောတဲကုတ်ဝရဲဟောင်းမြောင်ကိုတွေ့ရပြီးကြီးမားတဲ့ထိမ်မင်းကြီးချစ်ရင်မှာမိကိုငွေလေးတွေဥထွက်နေတဲ့တလုံးချောက်ကြီးတွေ့ရတယ်။ဒါညာကစောတန်လူစကန်းချသွားတာဖြစ်မင်းဟုတ်တယ်ဒီမှာဝါရုပ်ကလေးသူများတယ်လှုပ်သွားတာပဲ။ ဝကျန်းအပိုင်းစားနှင့်ဝါစားတွေကိုကြည့်ရင်ကျွန်တော်အထောက်ခံပြောလိုက်တဲ့ထိုနေရာမှာရှေးဆဲလျှောက်လာကြတော့တဖာလုံးတတားရောက်မှဝရောအတွင်းကရုတ်တရက်ပြေးထွက်လာတဲ့တရဝါတကောင်ကိုမြင်လိုက်တာကြောင့်လေကျွန်တော်ကလစ်ထက်တနက်ကိုဂမန်ကရန်မောင်းတင်ပြီးပြစ်ဖို့အလုံးကအရန်တင့်ချိန်တွယ်လိုက်ပါရင် ထိုတရဝါကောင်တည်လဲကျွန်တော်တို့ကိုမြင်တာနဲ့အနီးမှရှိတဲ့တက်ပင်မို့အာမန်နဲ့လှမ်းခုန်တက်လိုက်တဲ့တို့ရရင်လန်ခုတ်လက်မှာပဲအောက်တုတ်ဘုတ်ကနေပြုတ်ကြတယ် ရှေ့လက်ပြမှာများတဲ့တန်းလန်းနဲ့ဒဏ်ရာများရရှိထားတဲ့ကျက်သက်တကောင်ဖြစ်တဲ့တရင်ကအချိန်လေးမှာပဲသွေအလေးလေးနဲ့လူတယောက်ကထိုကျက်သက်ထံကိုပြေးဝင်လာပြီးလက်မကင်ဆွဲထားတဲ့ဝါခုတ်တာနေစက်တိုက်မယမနာခုတ်လေးတဲ့ကျက်သက်တကောင်ကနာကျင်လွမ်းတာကြောင့်မန်ဖီအော်ဟဲ့ပြီးလူသားကိုကိုက်ဖြက်ကုတ်ဖဲ့ဖို့စူးစမ်းပြန်နေလူသားကျက်တက်ပါလုံထွေးနေတာကြောင့်ကျွန်တော်ဒီလေပြက်ခွက်မသားဖြစ်ရတယ်။တချီမှာကျက်သက်ကမြည်တုပ်ပြုတ်လုတယ်မသိချင်း လူသားအခက်လန်းလန်းကိုလွှင့်ဆင်သွားပါ၏ထိုတီယိုခွန်ကောင်း၍ကျွန်တော်လက်တွင်ကချိန်ရွယ်ထား၍တနံမောင်ခလုတ်ကိုဖြုတ်ချလိုက်တဲ့အနီးကပြည့်ရသည့်ဖြစ်တာကြောင့်ကျွန်တော်၏ကြည်စံကကျသက်ရဲ့နှလုံးသားတက်တယ်ဟုဖူဖတ်ဝင်ရောက်သွားတာကြောင့်အသက်စီဝင်ကျွေးသွားရ၏ကျွန်တော်နှင့်လင်းမြန်းလိုင်က တို့ကျသက်ကြီးအနောက်ကိုတိုးကပ်ကြည့်ကြ၏တကောလုံးမွားနေတဲ့ဒဏ်ရာတွေအပြင်လက်ပြမများတန်လန်းစိုက်ဝဲနေတဲ့နရဲတစ်ဖက်ပြတ်နေတဲ့ဒဏ်ရာဟောင်းရှိကျသက်ကြီးဖြစ်ပါ၏ ောတာလူစောတာလူဥပုသိန်စောတာလူထံကိုပြေးသွားပြီးတော့ပြေးသူတွေကျွန်တော်နဲ့လည်းမျက်လိုက်တယ်လေဥပုသိန်အနာကိုရောက်သွားချတော့ရုတ်တရက်မို့ထိတ်လန့်သွားတယ်စောတာလူဆိုသူရဲ့တကောလုံးမှာကြက်တဲ့ကုတ်ဖဲခံရတဲ့တိုင်ယာတန်ချစ်တွေအပြင်မျက်နှာတစ်စမ်းမှရှိအသားဘက်ကြီးလန်ကျနေခြင်းဖြစ်ပါတယ်စောတာလူကဥပုသိန်ပွေးဖက်ထားတဲ့ရင်ခွင်ကြားမှနေပြီးကျွန်တော်ကိုကြည့်ပြီးအန်တကျအာယူကျိတ်လိုက်တာနဲ့တပြိုင်နက်စစ်ကြိုးကျသွားတယ် အလာကောင်းပေမဲ့အခါနှောင်းသားဖြစ်ပေါ်ဆရာလေးရေစောတာလူဆိုတာသူ့ပဲဥပုစိန်ကကျွန်တော်ကိုကြည့်ပြီးစိတ်မကောင်းစွာနဲ့ပြောပါရယ်စောတာလူတယောက်အသက်မထွက်မီကျွန်တော်ကိုခက်စိမ့်စိမ့်ကြည့်ပြီးအန်ကျိတ်လိုက်ခြင်းကမကျေနပ်သောဟန်ပင်ဖြစ်တော်မီဘာကြောင့်လဲဆိုတော့သူ့တာကြီးကိုတတ်သွားရင်သူတို့ရဲ့ငိမ့်ချမ်းတာရတဲ့ဘဝလေးကိုဖြစ်စည်းလိုက်တဲ့ကြက်တဲ့ကောင်ကိုသူကိုယ်တိုင်ကလေးစားချေတက်ဖြတ်ဖို့စူးစမ်းခဲ့ခြင်းကိုကျွန်တော်ကကြားဖြတ်တက်ဖြတ်လိုက်ခြင်းကြောင့်ဖြစ်ပါရယ် တကယ်တော့ကျွန်တော်ပြစ်လိုက်တဲ့ကြည်ကြောင်မဟုတ်ပါချင်းသူရဲ့တိုက်ခိုက်ချက်များကြောင့်ချက်သက်ကမကြမီချိန်ပိုင်းတွင်းမှာတင်နယ်လောက်တီကိုတိမသွားချင်းအညိုကြီးပါပြီစောတလူရဲ့စောတလူရဲ့ပြင်းထန်တဲ့စိတ်ဓာတ်ကိုမချီးကျူးလို့မရအောင်တော့ကိုပိုက်လင်းမြက်လိုက်အီတို့ပြောလာတာကြောင့်ကျွန်တော်ဒီလေပြုံးယုံပြုံးလိုက်တယ်အင်မတန်ပြောချင်တဲ့စကားတစ်ခုကိုတော့ဖြင့်စိတ်ထဲမှာပဲပြောလိုက်တယ်ဒီလိုလူမျိုးကိုချီးကျူးအောင်နဲ့လုံလောက်နိုင်မှာမလားကိုလင်းရဲ့ ဟုတ်ကဲ့ပြည်သက်များရှင်စာရေးသူကိုပိုင်ရေးသားထားတဲ့မုတ်ဆိုးအညိုးဆိုတဲ့ဇလန်လေးကတော့ဒီညမှာပဲပြီးဆုံးသွားပါပြီအဆုံးတိလိုက်ပါအားပေးနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်တာယာပျော်ရှင်စရာနေ့သက်တွေကိုပိုင်ဆိုင်ပါစီလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်